မင်္ဂလာသရိုသာမောင်ဟိန်ဝေယံနှင့်မင်္ဂလာသရိုသမီးမတ်ဆိုးပြည့်တစဉ်ဟလာအကောင်တော့ share ပြီး designer စီမင်္ဂလာဝတ်ဆောင်အပ်နေပြီးရတော့ဟာဒုက္ခဟုတ်ကဲ့ပါတော့ကိုဟိုပုံမှန်ဖူးစာတက်ကိုနှစ်ဖက်တဲ့ဖူးစာပေါ့နော်တကယ်ကိုလိုက်ဖက်ပါတယ်ပြီးတော့သူတို့နှစ်ယောက်ရဲ့မျက်ဝန်းအကြည့်လေးတွေကတိတာတယ်ပေါ့နော်အဲတယောက်နဲ့တယောက်မြစ်တာတက်ဝင်တယ်လို့မျိုးလေးခံစားရတယ်ပေါ့ းတွေများလို့ယူပြတဲ့ဆိုလို့ရှိရင်တော့ကွာဒင်နာဝတ်စုံလေးချုပ်ပေးခြင်းလားအာသူဖေဖေပြောတယ်လို့မျိုးဒီနေ့အတွင်းမှာမင်္ဂလာတင်ကြဖို့ရှိတယ်ဆိုလို့ရှိရင်တော့မင်းသားကိုစိုးပြစ်လေးနဲ့ပဲဖြစ်စေခြင်းပါတယ်လို့မာဒီကနေပြောခြင်းပါတယ်မင်္ဂလာသူတို့သားမောင်ဟိန်းဝေရန်နဲ့မင်္ဂလာသူတို့သမီးမတ်စိုးပြစ်တစဉ်မောင်နှံတို့အားဤမင်္ဂလာရွှေနန်းပုံစီတို့ရွှင်ကြီးကခြေလန်းအစုံချီလို့ကြွာလန်းခဲ့ကြပါစေကြောင်း အတိတ်ကြာအလားမင်္ဂလာပါကိုယ်အောင်ကြသိမ့်ပြန်တာနော် ကိုတော့တသိမ်းပြန်လာမင်းသားမင်းသမီးတော့မသိဘူးကိုကအခုတနေ့တနေ့ပြင်းပြန်ရှိတသိမ်းပြန်လာတယ်အဲ့ဒီမင်္ဂလာတို့သားဟဲ့မောင်ဟင်းဝီယံနဲ့မင်္ဂလာတို့သမီးမဆိုးဖြစ်တဲ့စေဆိုကတသိမ်းတာသူတို့တော့မသိဟုတ်ကဲ့ပါဟုတ်ကဲ့ဓာတ်ပုံလေးတက်ရတာနဲ့ဗာနဲ့ဆိုတော့လေပြောပြပါအောင်ဒါအဲ့ရဲ့အမှတ်တရလေးဩဒီညီမလေးတွေကတော့လေအာဒါရွှေစင်တို့ဒါဆိုးဖြစ်လေးတို့ကတော့လေဒါအလုတ်သဘောရပါအလုတ်သဘောရဆိုတာဒီလိုပဲအများကြီးတို့အထယ် လေးကြီးလည်းအပ်တယ်ဒါပေမဲ့စိုးပြည့်နေရတော့လေဒီဟိုရှိုးပွဲလေးတုန်းကပေါ့နော်အမလုပ်တဲ့ရှိုးပွဲလေးတုန်းကတော့ဒါဒီမင်းသားဟိဝေရံနဲ့မင်းသမီးလေးစိုးပြည့်ကိုအမဒါထွက်တယ်ပေါ့နော်ဒါသူတို့သမီးနဲ့သူတို့သားအနေနဲ့အမထွက်တော့အဲ့ဒီတုန်းကလည်းတော်တော်လေးပေါက်သွားတယ်အမှန်တော့အမသူတို့နှစ်ဦးကိုချစ်တာပေါ့နော်ချစ်တာလို့ထွက်လိုက်တာဒါပေမဲ့အဲ့ဒီရှိုးပွဲလေးပြီးတော့အာဒါမင်းသမီးရောမင်းသားရောအမတိတ်ပြီးတော့ဟိုမတွေ့ဖြစ်ကြတော့ဘူးအမကလည်းဒီဘက်ကဒီစတူဒီယိုနဲ့ပေါ့နော်အလုပ်ကလေးရှုပ်နေတော့မတွေ့ဖြစ်ကြတော့အဲဒါပေမဲ့သူတို့နှစ်ယောက်ကတော့ပေါ့နော်အ ာဒါအရန်ကိုလည်းလိုက်ဖက်တယ်ပြီးရင်လေသူတို့မျိုးကလည်းဖန်အားတောင်းတာ တိလားသူတို့ကိုအရန်ကိုဘယ်လောက်တိအောင်လဲဆိုအမဒီလမ်းထိပ်မှာလေဒီမုတ်တီတော့တောက်နေတာမှာအဲ့ဒီအကြီးရလေသူတို့နှစ်ယောက် တကယ်ယူပြင်မုတ်တီအလကားလာစားတယ်စိုက်မအောင်အော်ပြောညာသူကငဲစင်ဖန်နဲ့တိလားအဲ့တော့အမကြည့်ပြီးတော့လေအော်လို့သူတို့ရဲ့ဖန်တွေကအနေနဲ့အရက်ရက်မအောင်သူကအရန်တောက်နေတာတောက်ပြီးမှသူတို့နှစ်ယောက်ကိုတအားသဘောတူကြတာပေါ့နော် အမကိုရိုင်းကလည်းသူတို့ကိုတကယ်ကိုရှိုးဝဲမှာစတင်ပြီးတော့အလုံးလုံးကြည့်ရတဲ့အခါမှာသူတို့နှစ်ယောက်ရဲ့သူတို့နှစ်ဦးရဲ့စိတ်နေသဘောထားရတယ် စိတ်ညစ်သဘောထားပေါ့နော်ဒေါသမောဟမာမာနတွေကင်းနေတာညီမလေးအဲ့ဒါသူတို့နှစ်ယောက်ကလေတတော်ကိုဟိုပုံမှန်ဖူးစာတက်ကိုနှစ်ဖက်တဲ့ဖူးစာပေါ့နော်တကယ်ကိုလိုက်ဖက်ပါတယ်မင်းသားကလည်းစိတ်ထားအရန်နူးညံ့ပြီးတော့မှအဲ့အမကြီးဟုတ်ကဲ့ပါခင်ဗျအဲ့မင်းသမီးလေးဆိုလို့ရှိရင်လည်းအဲ့အမအာဒီရှိုးဝဲလည်းပြီးလည်းပြီးသွားအမမွေးနေ့ရောက်တော့လေအမကလေဒီချက်ချက်ပေါက်ကိုဖွင့်လိုက်တော့ပေါ့နော်အဲ့ဒီမှာ ဥစား happy birthday ပါအမရေဆိုဟဲ့ဒီကလေးလေးပေါ့နော်တော်တော်ကြာသွားပြီမတွေ့ပြစ်တာအဲ့တော့ကိုယ်အဲ birthday wish လှမ်းလုပ်တယ်ဗောဆိုပြီးတော့ကိုကလေအော်ဒီကလေးလေးရဲ့စိတ်နေသဘောတော့ခံမှန်းကြည့်လို့ရသွားတယ်ပေါ့နော်စကားလေးဆိုလည်းသူတို့အေးအေးလေးနေပဲပြောတယ်လူတစ်ဖက်သားကိုဖိလေပြုံးနေတာအချိန်ပြည့်ပြုံးနေတာသူတို့မှလေဟဲ့ဒေါသတွေမမာနာရောင်မှမရှိတော့ဘူးလို့သူတို့ပေါ့နော်အဲ့ဒီအတွက်သူတို့နှစ်ယောက်ကတော့တကယ်ကိုလိုက်ဖက်ပါတယ်အမကိုယ်တိုင်လည်းဒီကနေသူတို့ဟိုစငယ်စင်ဖန်တွေတွေ့ရင်လည်းအမလည်းသဘောတူပါတယ်လို့ငယ်စင်ဖန်တွေလည်းသဘောတူမတူကွန်မန့်မှာဝင်ရေးပေးပါ Yeah. သဘောတူပါတယ်ဟုတ်ကဲ့ပါအဲဒါပေမဲ့အလုတ်သဘောလေးတော့တွေ့ပြတာပါအဲ့ဒီပုံလေးကိုအမှတ်တမဲ့တင်လိုက်တော့ပေါ့နော်ဟလာအကောင်တော့ share ပြီး designer စီမင်္ဂလာဝတ်ဆုံးအပ်နေပြီးဆိုဟာဒုက္ခဟုတ်ကဲ့ပါအဲ့ဒါ caption ကတော့ဒါကျွတ်စင်ကြီးကျွတ်စင်ကြီးဖြစ်တာ caption ဆို မရှိဟုတ်ကဲ့အခုကျလည်းလေသူတို့ကလည်းအားလုံးကဟိုစာဘလူကွန်မက်စတော်ဟိုဇလန်းတူလေးတွေကအစဒီလိုမျိုးကြော်ညာလေးတွေကစတွဲရဲ့တွေ့လာကြတော့သဘောလဲတူနေပြီပြီးတော့သူတို့နှစ်ယောက်ရဲ့မျက်ဝန်းအကြည့်လေးတွေကတိတာတယ်ပေါ့နော်အတယောက်နဲ့တယောက်မေတ္တာတက်ဝင်တယ်လို့မျိုးလေးခံစားရတယ်ပေါ့နော်အဲကြောင့်မို့လေလူတွေကပို့ပြီးတော့သဘောတူရင်သဘောတူနေတဲ့ဒါကြီးကိုလေဟိုအရန်ကိုပေါ့နော်ဖြစ်စေခြင်းနေကြတာဆိုတော့အမဟိုဘာရဲ့မဟုတ်ဘူးဒီပုံလေးတင်လိုက်တာဟဲအတိုင်း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 ဟာရှယ်ရတယ်ရောအဲဘလူဖြစ်ပါလဲမသိဘူးလို့ဟုတ်ကဲ့ပါ တကယ်တကယ်ဟုတ်မဟုတ်တော့စောင့်ကြည့်ကြပါတော့နော်အစောင့်ကြည့်ရမှာပေါ့အမခရိုင်လည်းသဘောတူပါတယ်တကယ်ဖြစ်ပါစေလို့လည်းဆူတောင်းတယ်တကယ်လည်းတကယ်ဖြစ်ပြီဆိုလို့ရှိရင်လည်းအမကတော့ဒီမင်္ဂလာဝတ်စုံနေရတော့ပေါ့နော်အမကတော့အမြဲတမ်းဒီချုပ်နေကြဆိုမင်္ဂလာဝတ်စုံတွေတော့တိတ်အားမတန်တော့အမကတကယ်လို့သူတို့တွေများလို့ယူပြတဲ့ဆိုလို့ရှိရင်တော့ကွာဒင်နာဝတ်စုံလေးချုပ်ပေးခြင်းလားဒင်နာဝတ်စုံလေးချုပ်ပေးခြင်းလားယူပြပါစေတကယ်ချစ်သူတွေဖြစ်ပါစေဆူတောင်းပါတယ်ဟုတ်ကဲ့ဒီဇိုင်နာမတယောက်အနေနဲ့ရောစမ်းလေးပေါ့နော်ဟုတ်ကဲ့ပါစ န္နာလေးပါသူတို့တကယ်ကိုအမဒီတကယ်လို့များသူတို့အချစ်သူတွေတကယ်ဖြစ်ပြီးရောတကယ်မင်္ဂလာဆောင်နေဆိုလို့ရှိရင်တော့အမရဲ့ဆန္နာလေးကတော့အဒင်နာပွဲလေးကိုချုပ်ပေးခြင်းနဲ့ပေါ့နော်ဟက်ရှော့လေးဟက်ရှော့โอเคသူတို့လည်းကအမလည်းကရောနော်โอเคဘလိုလေးဒါကြိုတင်စဉ်းစားထားပြီးွားရင်လည်းမင်းသားတွေရောမင်းသမီးတွေရောဘာမှမစိစားတော်တော်ချစ်သူဖြစ်နေလားမသိ မသိတော့ဘာမှမစဉ်းစားတဲ့အစိတ်ကူးလေးပြောပြတာပါစိတ်ကူးလေးပြောပြတာဆိုတော့အဲတို့အခုဆိုလို့ရှိရင်ဒါအာပေါ့နော်အဲဒီနှစ်ထဲမှာသူဖေဖေကပြောသွားတာပေါ့နော်ဒါမင်းသားရဲ့ဖေဖေကဒီနှစ်ထဲမှာပြောစရာသတင်းလေးရှိမဲဘာညာဆိုဟဲဆိုရဲကိုကလက်ကောက်လေးချိန်တည်ရဟဲလေလေအဲဖြစ်ပါစေဆိုရဲအဲ့လက်ကောက်လေးတည်ရပေါ့နော်အာဖြစ်မဲ့မဖြစ်ဘူးဆိုတာတော့ကရက်ကရှင်နေပေါ်လဲမူတည်ရလေဒါဘာဘာဖြစ်လို့လဲဆိုတော့အမိုင်းဝါရောဘေးကနေတော့ဟိုထင်ကြီးရဘဲရှိရလေနော်တကယ်တကယ်ဟိုရတိဖြတ်ကြီးရောဟို တိတိကျကျကြီးတော့မဖြစ်နေသေးဘူးပေါ့နော်ဟုတ်ကဲ့ပါကြည်လိုက်တာနဲ့ကျက်သေးမင်္ဂလာအဖျားဖျားနဲ့ပြည့်စုံနေတဲ့သရိုးသားဝတ်စုံသရိုးသမီးဝတ်စုံလေးတွေဖြစ်နေတာလေအမှန်ပြောရရင်တော့တကယ်ပေါ့နော်ဖြစ်နေခဲ့သည်ရှိရယ်ဆိုလို့ရှိရင်လည်းမြန်မြန်လေးယူလိုက်ကြပါလို့အားလုံးဝမ်းပါ ဒီနှစ်တဲမှာ2025မှာလက်ကောက်တွေတီးရအောင်ပေါ့နော်ဟုတ်ကဲ့ဟုတ်သူတို့ပုံလေးတွေတက်လာရင်တိတာတယ်သူတို့နှစ်ယောက်ရဲ့အပြုံးလေးတွေကိုပေါ့နော်အမားတို့စိတ်ချမ်းသာတယ်အဲ့ဒီတော့ဒီငယ်စဉ်ဖန်ရဲ့ကိုစားရောဒါပရိတ်သတ်တရဲ့ကိုစားရောအမားရောသူတို့နှစ်ယောက်ကိုတကယ်ကိုပေါ့နော်အာသူ့ဖေဖေပြောသလိုမျိုးဒီနှစ်အတွင်းမှာမင်္ဂလာပွဲကြားဖို့ရှိတယ်ဆိုလို့ရှိရင်တော့မင်းသားကိုစိုးပြည့်လေးနဲ့ပဲဖြစ်စေချင်ပါတယ်လို့အမားဒီကနေ့ပြောချင်ပါတယ်ဟာတကယ်လို့စိုးပြည့်မဟုတ်ဆိုရင်တော့တခြားတယောက်ကတော့မောက်လာထူတော့မှာ တို့သမီးလာထူအောင်မယ်။ Okay okay ။အတိတ်နမိတ်လေးဆိုကောင်းမယ်နော်။အဲ့ဒီရှိုးဖွဲလေးရလေ။နမိတ်ဆိုကောင်းမယ်နော်။အဲ့ဒါအမှန်တိတိကျကျပြောချင်တာ။ မအတိပါဘူးတကယ်မတိပါဘူး။ဘာလို့လဲဆိုတော့လေတို့ဟိုဟိုထင်လိုက်ပြင်မယ်တခါကြကြီးအော်လို့မဟုတ်တော့ပါဘူး။တခါလေးထင်လိုက်ပြန်တခါလေးအော်မဟုတ်တော့ပါအဲ့လိုဖြစ်နေတာ။အတချို့ဆိုလို့ရှိရင်လေတော်ပြီတဲ့တို့ညားခါမှာပဲတဲ့ဟိုဝမ်းတာတော့မယ်တဲ့စိတ်မရှိတော့ဘူးတဲ့။တချို့ဆိုအမားနဲ့တပည့်ကြီးဆိုလို့ရှိရင်ပြောကြရဲပေါ့နော်။ဟုတ်ကဲ့။ဟိုဟုတ်တယ်လို့မဟုတ်တယ်လို့ဖြစ်နေရပါနော်။အော်ဆောင်ပြည့်နေအောင်နော်ကဲပါဟုတ်ကဲ့အခုကတော့အရှင်တော်ကဆိုလို့ရှိရင်တော့တောင်းကလာထောက်ကျမ်းပေါ့နော်မင်္ဂလာမျိုးနဲ့ထောက်ကျမ်းမှာတ င်းတန်းကြောင်းနှစ်ကြောင်းဖွင့်ထားတယ်။အခုတော့အာဒါရွှေဖိုတိုစတူဒီယိုပေါ့နော်ထက်ချဲ့ပြီးဖွင့်လိုက်တဲ့အတွက်တောင်းကလောက်တော့အာဒီမနစ်ကသတင်းချက်တော့ပေးလိုက်ပြီးတော့ဒီထောက်ကြမှာပဲရွှေဖိုတိုစတူဒီယိုရွှေလောင်းဖက်ရှင်ဒီဇိုင်းတင်းတန်းကြောင်းရောအာဒီ SNW ပေါ့နော် ready made ကိုရောဒီထောက်ကြမှာပဲဒါအခုအာဆက်ပြီးတော့လုပ်နေပါတယ်။ဟုတ်ကဲ့ပါ။